ခုတင်ဆက်ပေးမယ့်သတင်းကတော့တကြံရုံးပရက်ကာလာအတွင်းမှာအထူးရထားခီးစဉ်များပြသသွားမယ်ဆိုတဲ့သတင်းလေးဖြစ်ပါတယ်။မဟာတကြံညစ်တကူရုံးပရက်ကာလာအတွင်းမှာခီးသွားပြည်သူများနဲ့ထသဆိုင်ရာဝန်ထမ်းများအဆင်ပြေစွာ ခီးသွားလာနိုင်ရဲ့အတွက်အထူးရထားခီးစဉ်များပြသပေးသွားမှာဖြစ်တယ်လို့မြမမီရထားကလည်းအသိပေးကြေညာထားပါတယ်။ ဥစာရေးနဲ့စစ်တပ်ရေးဝန်ကြီးဌာနမှမြေဒါဟာ2025ခုနှစ်မဟာတကြမ်းနှစ်သိကူရောင်းပွဲရဲ့ကာလအတွင်းခီးတွားပြည်သူများနဲ့ဌာနဆိုင်ရာဝန်ထမ်းများအဆင်ပြေစွာခီးတွားလာနိုင်ရဲ့အတွက်ရန်ကုန်ပြည်ရန်ကုန်နဲ့ရန်ကုန်မော်လမြေရန်ကုန်ခီးစဉ်များကိုကိုယ်ပိုင်ထားများအပြင်အထွေထွေများနဲ့တုတ်ချက်ပေးဆွဲပေးသွားခြင်းဖြစ်ပါတယ်။ ဒါအပြင်မြမမီရထားအနေနဲ့ပြင်းထန်နိုင်ငံနဲ့ကြားပျက်စီးသွားတဲ့ရထားတန်းပိုင်းတွေကိုအမြန်ဆုံးပြင်ဆင်ပြီးတော့ပြည့်စွင်နိုင်ရေးဆောင်ရွက်ခဲ့ရာဧပြီလ9ရက်နေ့မှာရန်ကုန်မင်းသားလေးလမ်းပိုင်းမှာရထားများပြန်လည်ပြည့်စွင်နိုင်ဖြစ်ပါတယ်။ယခုအခါငလန်ဘေးတံကြားရောက်ခင်မှာပြည့်စွဲခဲ့တဲ့တမတ်အမြန်တို့များတိုင်းရန်ကုန်မင်းသားလေးလမ်းပိုင်းမှာရှိတဲ့ရထားခီးစင်များကိုအချိန်မှန်မြန်ဆန်စွာပြန်လည်ပြည့်စွင်ပြနိုင်ဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်။ ဒါအပြင်ယထာစိခီသောပြည်သူများအတွက်ယထာလက်မှတ်များလေကူစားပွဲရရှိနိုင်ရေးအတွက်အထက်တန်းလက်မှတ်ကို၃ရက်ကြိုတင်ပြီး၎င်းရိုးတန်းလက်မှတ်ကို၁ရက်ကြိုတင်ပြီးတော့၎င်းသက်ဆိုင်ရာဘူရာများနဲ့လက်မှတ်အရောင်ဌာနများမှရောက်ချပေးသွားမှာဖြစ်ပြီးယထာလက်မှတ်ခနှုံထားများနဲ့ရတဲ့တဲ့ဘူရာများမှပုံမှန်တင်ဆက်ပေးနေတဲ့ယထာနန်းတိုင်းဖြစ်တယ်လို့သိရပါရဲ့ရှင်။ဒီတဲ့ရင်တော့လက်တူကွာပေးဖို့လားပါ။